ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မာလာအနှစ်ကိုအလွယ်တကူချက်လို့ရတဲ့နည်းလေးကိုပြန်ဝေပေးမှာဖြစ်ပါတယ်ကျမကတော့မာလာအနှစ်ကိုနှစ်မျိုးချက်ပြီးရောသုံးခဲ့ပါတယ်ပထမတစ်မျိုးချက်ဖို့အတွက်အရင်ဦးဆုံးစက်တွန်ဖြူကိုကြိတ်ပြီးတော့စီတတ်ပါမယ်စက်တွန်ဖြူစီတတ်တဲ့နေရာမှာအယောင်ကြီးအကျွတ်ညီဖို့အတွက်အဆက်မပြတ်မွေပေးနေပါမယ်ရှင်စက်တံဖြူလေးတွေဟာတဖြည်းဖြည်းနဲ့ရှေးဝါးရောက်တန်းလာပြီဆိုရင်တော့ ညီပဲစားလော်ထောင်းထားတာလေးထည့်ကျော်ပါမယ်။ပြီးရင်တော့ညီပဲစားလော်လေးတွေပါ ကျွတ်လာအောင်မီးအေးအေးမှာဆက်မပြတ်မှီပေးနေပါမယ်။မီးပဲလေးရပါနှံလေးမွေးပြီးကျွတ်လာပြီဆိုရင်တော့နှမ်းလော်ထည့်ပါမယ်။ပြီးရင် အားလုံးကိုတမအောင် မွေးပေးပါမယ်။ အားလုံးဟာကြွကြွလေးနဲ့တမလာပြီဆိုရင်တော့ရှက်ကောပတ်ကောနဲ့ဝါကြောင်းမုံအနှင်းငယ်ထည့်ခဲ့ပါတယ်။ခုဆိုရင်တော့မလာအနှစ်သေးကိုထည့်သုံးမယ်။ညီပဲနှမ်းကြောကြွကြွမွမွလေးရပါပြီရှင်။နောက်ထပ်မာလာအနှစ်ချက်ဖို့တွင်မာလာအနှစ်ဘူးနဲ့ဂန်းကောပင်ငယ်ပြီးလိုအပ်ပါတယ်။စီအိုတဲ့ပြီးစီပူလာပြီးဆိုရင်တော့ဂန်းကောပင်ငယ်ပြီးကိုထည့်ပါမယ်။ ပဲငယ်ပြည်တွေမှာပါလာတဲ့ရေတွေကိုခန်းသွားတဲ့အထိကြော်ပေးနေပါမယ်။ကြော်တဲ့အခါမှာမီးအေးအေးနဲ့စိတ်ရှိလက်ရှိ ဖြည်းဖြည်းချင်းပဲကြော်ပေးပါ။စီပေါက်တက်တာကိုလည်းတတိထားပေးပါရှင်။ရေလေးတွေခန်းပြီးတော့မှ ခုလိုအနေထားရောက်လာပြီဆိုရင်တော့မလာအနှစ်ဘူးကိုထည့်ပါမယ်။ နှမျိုးကိုမိမကက်စေဖို့အတွက်ဖြည်းဖြည်းချင်းမှွေပေးမှဖြစ်ပါတယ်။ခုဆိုရင်တော့မာလာအနှစ်လေးရလာပါပြီ။ရေလုံးဝခံအောင်ကြော်ထားတာမို့လို့မာလာအနှစ်လေးတွေကိုအေးအေးခံပြီးဘူးတစ်ခုတည်းထည့်ထားလိုက်ရင်တော့အချိန်ကြာကြီးထိထားခံနိုင်မှာ။အခုလိုမျိုးမာလာအနှစ်လေးတစ်ခါချက်ထားလိုက်ရုံနဲ့ဆိုင်မှာစားရတဲ့အရသာလိုမျိုးမိမိအိမ်မှာပဲအချိန်မရွေးစားသုံးနိုင်မှာဖြစ်ပါတယ်။ ရင်စားကောင်းတာမို့လို့ချက်စားကြည့်ပါနော်ကျေးဇူးတင်ပါတယ်ရှင်